မက်ဆီနဲ့ထိတဲ့ရင်ဆိုင်ခွင့်ရနိုင်မယ်ဘရာဇီးကလပ်ကိုပြောင်းရွှေ့ဖို့နှိစက်လာတဲ့မန်ယူကလန်ဝင်ဘယ်လိုပရိသတ်များလုံးဝမေ့ပါဗျာမန်ချက်စတာဖောစုံကနေပြန်လဲကြိုးလိုက်ပါရင်အခုရပိုင်းအတွင်းမန်ချက်စတာနိုင်တက်ကလန်ဝင်ခရစ်တီယာရိုနယ်ဒိုရဲ့အပြောင်းရွှေ့သတင်းတွေကဟိုးလေးတစ်ကျော်ဖြစ်နေပါရင်ဘရန်ဒိုအနန်ဆာရဲ့ကလန်မှုကိုပယ်ချထားတယ်လို့လည်းသတင်းတွေထွက်ပေါ်နေပြီကလန်အသင်းများစွာနဲ့ကောလာဟလတွေထွက်နေပါရင်ယခုနောက်ဆုံးရန်ဒိုဟာလာမယ့်ဖီဘာကလပ်ကဘာဗလားပြိုင်ပွဲဝင်ခွင့်ရရှိထားတယ်ဘရာဇီးကလပ်တစ်ခုစတန်ကနေကလန်မှုလက်ခံရရှိထားတယ်လို့သိရပါရင် စပိန်သတင်းစာမကားရဲ့နာမည်ကြီးသတင်းနောက်တူကဒင်းဝင်နေနေမှာဒီအကြောင်းကိုဖော်ပြလာပြီးရန်ဒဂိုခေါ်ယူနိုင်မှုပြင်ပကနေယင်းနှမြောင်းနိုင်ပေးမဲ့သူတွေပါရှိနေတယ်လို့သိရပါတယ်။လာမယ့်ကမ္ဘာကလပ်ဖလားပြိုင်ပွဲကိုဘရာဇီးနိုင်ငံကနေကလပ်အသင်း၄ခုဝင်ခွင့်ရထားပြီးအဆိုပါသတင်းတွေကတော့ပါမီယက်ဖလာမင်ဂိုဖလူမီနစ်နဲ့ဘိုတာဖိုဂိုလို့ဖြစ်ပါတယ်။အခုဆိုပြန်ဆိုင်ခွင့်ရထားတာကြောင့်အဆိုပါကမ်းလှမ်းမှုကရန်ဒိုအတွက်စဉ်းစားစရာဖြစ်နေတယ်လို့လည်းမကားသတင်းစာကဖော်ပြထားပါတယ်။ ရဲတို့က NSR အသင်းနဲ့ဖလားလက်မဲ့ရာသီပြိုင်ဆိုင်ခဲ့ပြီးလာမဲ့ရာသီအာရှချန်ပီယံလိပြိုင်ပွဲဝင်ခွင့်နဲ့လဲချော်ခဲ့ပါတယ်။ဒါကြောင့်လဲရနန်ဒိုဟာရနန်ဆာနဲ့စာချုပ်တက်တန်းတိုးဖို့မသေးချာမီရာဖြစ်နေတာပါ။ရဲတို့က NSR အသင်းကိုဖြည့်တင်းမှုတွေပြုလုပ်ပေးဖို့တောင်းဆိုခဲ့ပေမယ့်အင်စတိုမီလာတိုက်စစ်မှုဟောင်းဒူရန်တူးသဲကိုသာခေါ်ယူပေးခဲ့တဲ့အပေါ်မှာလဲအခဲမကြီးဖြစ်နေပါတယ်။အသက်40အရွယ်ရနန်ဒိုဟာဒီရာသီ NSR အသင်းအတွက်စုစုပေါင်း46ပွဲကစားထားရမှာ39ဂိုးထိတွင်းယူထားခဲ့တယ်လို့ Sorry Pro League ရဲ့ရှင်ဗန်ဆူရှင်ဖြစ်ဖို့နှိမ့်ဆန်နေပါတယ်။